အတင်းမကသူ့ကိုအတင်းကျပ်ရောင်းချဖို့စ조사ခဲ့ခြင်းမရှိကြောင်းဘရူနိုဖွင့်ဟာဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ Manchester United အတင်းကောင်းဆောင်ကွင်းလယ်ကစားသမား Bruno Fernandes ကအိလာတင်းရဲ့ကြီးမားတဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့ပြီးနောက် United တင်းကသူ့ကိုအတင်းကျပ်ရောင်းချဖို့စ조사ခဲ့ခြင်းမရှိကြောင်းဖွင့်ဟပြောကြားခဲ့ပါရစေ။ ဒီနေရာဒီပြောင်းရွှေ့ကာလမှာဖာနန်ဒက်စ်ကအိလာသင်းနဲ့ပြောင်းရွှေ့တဲ့ရင်နေအကြီးကျယ်ထွက်ပေါ်ခဲ့ပါတယ်။ဆော်ရီကလန်အိလာကပေါ်တူဂီကွင်းလန်လူတို့အတွက်အမကန်မမောလောက်စရာကမ်းလှမ်းမှုတစ်ခုပြင်ဆင်နေရလို့သတင်းတွေထွက်နေခဲ့ပါတယ်။ဒါပေမဲ့လည်းနာမည်ကျော်ဘောလုံးသတင်းထောက်ဖာရီဇီယိုရိုမာနိုကတော့အသက်30နှစ်အရွယ်ကွင်းလန်လူဖာနန်ဒက်စ်ကအဆိုပါကမ်းလှမ်းမှုကိုပယ်ချပြီးဥရောပမှာဆက်လက်ကစားချင်တာကြောင့်အိုထရာဖို့မှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ဆော်ရီပရိုလိချန်ပီယံဟောင်းအိလာသင်းကဖာနန်ဒက်စ်ကို3နှစ် စာချုပ်နဲ့လစာပေါင်းတန်း200ပေးဖို့ပြင်ယူနိုက်တက်တင်ကိုလည်းပြောင်းရွှေ့ခြေပေါင်းတန်း100နဲ့ကမ်းလှမ်းမှုထိအဆင့်တင်ရှိနေခဲ့ပါတယ်အခုတော့ United အသင်းခေါင်းဆောင် Fernandez ကသူ့အသင်းရသူ့အပြောင်းရွှေ့လို့ဖို့ဘယ်တော့မှဖိအားမပေးခဲ့ကြောင်းနဲ့နီးပြရူဝင်မော်ရင်ကသူ့ရဲ့နောက်ဆုံးဆုံးဖြတ်ချက်မှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Sky Sport နဲ့ interview မှာပေါ်တူဂီကစားသမားက အခုရင်းတစ်ခုရှိခဲ့ပါတယ်ဥက္ကဋ္ဌကျွန်တော်ကိုဖုန်းဆက်ပြီးတော့အရိကိုသွားချင်လားလို့မေးခဲ့တယ်သူတို့ကကျွန်တော်ကိုစောင့်နေခဲ့ကြတာကျွန်တော်နီးပြမော်ရီနဲ့စကားပြောခဲ့တယ်သူကကျွန်တော်ကိုမသွားဖို့တောင်းဆိုခဲ့တယ်မန်ချက်စတာယူနိုက်တက်ကလည်းကျွန်တော်ကိုမယောင်းချင်ခဲ့ဘူးသူတို့ကပတ်စံမလို့အပောင်းကိုကျွန်တော်သာထွက်သွားချင်ခဲ့ရင်ဖြစ်များအောင်လုပ်ပေးခဲ့မှာမလို့ပြောကြားခဲ့ပါတယ်အမော်ရီရဲ့တင်းကဇူလိုင်လနောက်ပိုင်းမှာပြန်လည်စုဖွဲ့မှာဖြစ်ပြီးအာရှောက်ခီးထွက်ပြီးရာသီကြိုလင်းချင်းအစီအစဉ်ရဲ့ပထမပိုင်းကိုဆောင်ရွက်မှာပဲဖြစ်ပါတယ်အရိမတိုင်ခင်မှာတော့အတင်းက2024 ီ25ရာသီအိမ်မဆိုးလို့ဖြစ်ခဲ့ရပြီးနောက်လူစင်းကိုပြန်လည်တိစောက်ဖို့အတွက်နွေရာသီအပြောင်းရွှေ့ကာလမှာအလုံများနေအောင်မှဖြစ်ပါတယ်